အင်တာမဲဆိုလဲအာတိုးမောင်နိုင်ငံရောက်ထွက်သွားတဲ့အချိန်ကစပြီးတော့ကျွန်တော်စဖွဲ့တဲ့အချိန်ပေါ့နော်နိုင်ငံရောက်ထွက်သွားအဖွဲ့ကကွဲမလို့ကွဲမလို့ကွဲမလို့နဲ့အခုဒီတည်းမကွဲနိုင်ဘူးကွဲဖို့လည်းမရှိတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကညီကိုညီကိုရီလိုပဲအားလုံးကအဲတယောက်ကလည်းဝမ်းကွဲညီဆိုတော့ညီကိုရီလိုပဲတောင်းတဲ့တယောက်ကဒေါသထွက်စိတ်ဆိုးစိတ်ကောက်လဲခဏပဲ ပြီးလည်းပြီးကြတော့လှုပ်ရှားရှိတဲ့လှုပ်တွေဆက်လှုပ်ကြရပေါ့အဲ့သဘောပါပဲဆိုတော့အဲအိဇမဲအဖွဲအနေနဲ့ကတော့ဆက်တဲ့လှုပ်ရှားမှုလေးတွေကတော့အဲကျွန်တော်တချင်းအစ်စ်တွေကတော့ထွက်ဖို့မရှိတော့ပေမဲ့လည်းအဲကျွန်တော်တို့စီစဉ်ကြည့်ပါအောင်မယ်လို့အိဇမဲကြတော့လေဟိုကကျွန်တော်တယောက်တည်းဆုံးဖြတ်လို့မရတဲ့ဟာလေးရှိပါတယ်ဆိုတော့အဲအိဇမဲအနေနဲ့ဆိုရင်တော့ကျွန်내၃ယောက်ရဲ့ဆန္ဒကိုလည်းမေးရမှာဖြစ်တော့သူတို့၃ယောက်ပေါ်မူတည်ပါတယ်လို့ပဲပြောပြရစေ ဖြစ်ခဲ့တယ်။ကိုညိုနဲ့ကျွန်တော်နဲ့ကမဆုံးဖြစ်တာဆယ်စုနှစ်တခုလောက်ရှိပြီပြောလို့ရတယ်။ဘာလို့လဲဆိုတော့အလုပ်လုပ်ဖို့အတွက်ကိုတည်ပြီးတော့ကျွန်တော်တို့တွေမရိုက်ဖြစ်ဘူးပေါ့နော်။ညပြူဆိုအကြောင်းကြောင်းကြောင်းပေါ့။ဟောကိုဗစ်ဖြစ်သွားတာတို့ပေါ့အဲ့လိုပေါ့အကြောင်းကြောင်းကြောင်းကျွန်တော်တို့တွေမရိုက်ဖြစ်တာတော်တော်ကြာပြီဆိုတော့ဒါတွေကဆယ်စုနှစ်တခုလောက်ဝန်းကျင်မှာပြန်ဆုံဖြစ်တဲ့အားလေးလို့ပြောလို့ရပါတယ်ဆိုတော့အဲအကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့ကြိုးစားထားပါမယ်။ဒီကြောင်းထဲမှာကျွန်တော်တို့လောက်ပြီးအဆက်ထားရ ဒီမှာကတော့အဲ character အရတော့အကိုကြီးဆုံးပေါ့အကိုကြီးဆုံး character မှာကိုညိုလိုချင်တဲ့ပုံစံမျိုးပေါ့နော်နောက်ပြီးတော့အဲကိုညိုလိုချင်တဲ့ပုံစံကိုညိုလိုချင်တဲ့ဟန်ဟန်ပန်မျိုးရအောင်ဇက်ညွန်းရဲ့လိုအပ်ချက်ကိုအကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်ဘက်ကစူးစမ်းပြီးအားထုတ်ထားပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ဒီမှာဒီမှာလုံးလုံးဆုံးလုံးလုံးခဲ့ရပါတယ်ဟုတ်ကဲ့ဒီမှာဒီဟုတ်ဟာဟာသားဓာတ်ကြီးပဲဟုတ်အဲ့တရေဓာတ်ကြီးအားလုံးတင်လာတဲ့ပုံပါဟုတ်ပြောပြပါ ကာရက်တာကတော့ကျွန်တော်ဒီစပြီးတော့ပေါ့နော်ရုပ်ရှင်လောကကိုစရောက်ပြီးတော့ရိုက်တဲ့ဗီဒီယို DVD ထားပါတော့အခုရုံကြီးကားတွေတော်တော်များများမှာတော့အဲကာရက်တာတော်တော်များများတော့ဂျိုးသားသုံးဆောင်ဝင်ရပါတယ်နောက်ပြီးတော့ဂျိုးသားသုံးဆောင်ဝင်ရခြင်းတဲ့ကာရက်တာတွေလည်းအများကြီးရှိပါသေးတယ်ဆိုတော့အခုဒီဒီဘက်အပိုင်းခြားမှာအခုလိုမျိုးအဲ trailer ပုံစံလေးတွေပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့ပုံစံလေးတွေ trailer ပုံစံလေးတွေမှာသုံးဆောင်ဝင်ဂျိုးသားခွင့်ရရအတွက်လည်းဝမ်းသာပါတယ်ဗျဟုတ်အဲ့တော့အရင်ကဆိုရင်ဒီလိုဗီဒီယိုခေတ်ဗီဒီယိုခေတ်လောက်တရေသားတွေပါ ရှိတာပဲရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ယုံသားဆိုရှားတယ်ဟုတ်ကဲ့ဟာဝိုင်းပြီးဆုံးပြောင်းတယ်သူကတော့အာမူဗီရေစီးကြောင်းပေါ့နော်သူတို့ရေစီးကြောင်းနဲ့ခေတ်အသွင်ပြင်ပေါ်မူတည်ပြီးတော့အဲကျွန်တော်တို့တွေစူးစမ်းပြတဲ့ဟာတွေပါလေအစဉ်အဆက်ပြောင်းလဲလာတဲ့ပုံစံပေါ့နော်အခုဒီဘက်ခေအပိုင်းခြားမှာကုလမေတရေကားလေးတွေအမင်္ဂလာပါအဲ တဲကားလေးတွေအခုလိုမျိုးပေါ့နော်ဒီလိုမျိုးအဲ trailer ပုံစံလေးတွေ horror ပုံစံလေးတွေမှာအကျိုးသားပြီးတရုပ်ဆောင်ခွင့်ရလာကြတယ်ပေါ့ဆိုတော့နောက်ပိုင်းကားတွေမှာလည်းအဲဒီခရီးစီးကြောင်းပေါ်လိုက်ပြီးတော့မူတည်ပြီးတော့ပဲတခြားပုံစံတွေလည်းကျွန်တော်ရိုက်ပြသွားဖို့ကြိုးစားနေပါတယ်ဗျပရိသတ်ကတော့ပရိသတ်ကတော့ကျွန်တော်ကိုအလုပ်တွေကောင်းကောင်းကျူးကျူးဆာဆာလုပ်နေစေချင်တယ်လို့တော့ပြောပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကလည်းအဲကျူးကျူးဆာဆာနဲ့အလုပ်တွေကောင်းအောင်အကောင်းဆုံးဖြစ်အောင်ထပ်ပြီးတော့ကြိုးစားသွားဖို့အတွက်ရည်ရည်ထားပါတယ် ပါတယ်အကယ်ဒမီအတွက်ဘယ်လိုရှိလဲ။ဒါအကယ်ဒမီအတွက်အရေလို့ကျွန်တော်မှအဲ့လိုမျိုးစဉ်းစားထားတာလောလောဆယ်မှမရှိပါဘူးခင်ဗျ။ဟုတ်။ငါမထွက်ရဘူးเนาะဘယ်လိုကြည့်ပြောကျွန်တော်တို့တွေဒါကုညုံနဲ့ပထမအဆုံးပြန်ဆုံပြီးတော့စူးစမ်းဝင်ရတယ်ဆိုတော့ဒါရောက်ကြည့်ရှုတဲ့ကုညုံပြိသက်တွေအဲဒီလိုမျိုးရုပ်ရှင်အမျိုးအစားကိုໃຊໃຊနေတဲ့တဲ့ပြိသက်တွေအနေနဲ့ໃຊနေတဲ့ဖို့အတွက်ကျွန်တော်စူးစမ်းထားရဲဆိုတော့ໃຊနေတဲ့မဲ့လို့လည်းမျှော်လင့်ထားပါတယ်ဗျဟုတ်ကဲ့ ခင်ဗျာအဲညစီမပရိပရာပါပဲကျွန်တော်တပတ်ဆုံးရောက်ပြီးတော့ယုံကြည်နေရလည်းမရှိသလိုတော့မယုံကြည်ဘူးဆိုတော့အတွေ့အကြုံမျိုးလည်းမရှိပါဘူးဆိုတော့အဲကျွန်တော်အနေနဲ့ကတော့အလေးလက်လမ်းစင်ပါပဲဒီကားကကျွန်တော်တို့ဇလန်းကအရင်စပွိုင်းလို့မကောင်းဘူးဆိုတော့လာကြည့်ရပြိသက်တွေအနေနဲ့ပေါ်သွားမှာဆိုတော့ဒီကားမှာရိုက်တဲ့အချိန်မှာတော့အဲအဲ့လိုပေါ့ငယ်ခွေးလုံးနေတဲ့အချိန်မှာတော့နည်းနည်းနေမကောင်းဖြစ်သေးရကျွန်တော်ဖျားသေးရဖျားတော့ နေရာသွင်းလောက်နားရသေးတယ်အဲ့ဒါတော့မတရားဒီကားထဲမှာဒါဟိုဆိုလိုမတရားလေးရောရှင်းအောင်လည်းပြောပြပါညီမလေးကျွန်းမြတ်သူကတော့ဒါသူ့ရဲ့ပထမဦးဆုံးအာရုပ်ရှင်ရုံကြီးကားပေါ့နော်ရုံကြီးကားဆိုတော့သူနဲ့ပတ်သက်ပြီးတော့ကိုညောကလိုအပ်တာတွေတော့မောင်းနေရပဲဆိုတော့ကျွန်တော်တို့ကတော့ကိုဒီအစ်တစ်ယောက်ပေါ့နော်ရုပ်ရှင်လောကအတွက်အစ်တစ်ယောက်ကိုကျွန်တော်တို့ဟိုတက်နိုင်သလောက်ပေါ့နော်ကိုဘက်ကနေသူလည်းစူးစမ်းတယ်အရန်စူးစမ်းရေးကိုဘက်ကအကောင်းဆုံးတက်နိုင်သလောက်ပတ်မှုပြီးတယ်ဆွဲခေါ်ပြီးတယ်ပေါ့သူလည်းလိုက်နိုင်ပါတယ်ဟုတ်ကွာတော့ဒါ senior တယောက်အနေနဲ့ရွှေရဲ့ idea သေးဆောင်လေးရောဘလို့လေးတွေပြီးပြီလဲလို့ပြောပြပါဦး အလုပ်စရာတော့အများကြီးရှိရပါဘော။ perfect ဖြစ်ဖို့တော့အများကြီးလိုသေးရပါဘော။ဆိုတော့ဒါပေမဲ့အတိတ်တယောက်အနေနဲ့တော့တောင်းဝန်ချေပါတယ်100%။ဟုတ်ကဲ့။အချင်းတွေကမရှိပါဘူး။အဲမရှိပါဘူး။ကျွန်တော်ကဒါ examination quiz ပြလာတာဒါဟုတ်ကဲ့။ဟုတ်အရင်ကအမေရဲ့အခွင့်အရေးဆိုတော့ဟုတ်ကဲ့ဗျအခွင့်အရေးကျန်ဆုံးနေတာမျိုးမရှိဘူးဒီကောင်နေနဲ့အပြင်မှာလူချင်းမဲ့送တော့တာတချင်းတွေကတော့လောလောဆယ်တော့ဖန်တီးဖို့အတွက်စဉ်းစားထားတာရောရည်စူးထားတာရောမရှိဘူးပဲပြောလို့ရပါတယ်ဗျဟုတ်တချင်းတွေကလည်းဖန်တီးဖို့တယ်ဆိုတော့ဟုတ် အသက်ရွယ်နဲ့ဆိုင်ဆိုင်တော့ပြောင်းလဲလာတဲ့ပုံစံလေးတော့ရှိရပါဘောเนาะဒါပေမဲ့လည်းတရှင်းဘက်ကတော့ကျွန်တော်မလှည့်ဖြစ်တော့ပြောရဆိုတာခက်ပါတယ်ဒါပေမဲ့အေးစေးစေးပဲတရှင်းလေးတွေဆိုချင်တဲ့စိတ်ပဲရှိပါတယ်နည်းနည်းငငယ်အားလိုမျိုးလူငယ်ဆန်တဲ့ပုံစံတွေတော့ဖန်တီးပြဖို့တော့ဆန္ဒမရှိပါဘူးဗျဒီလိုအစ်စမေအဖွဲ့ကိုပြန်ပြီးတော့ပြောင်းလဲလာတယ်ပြန်ပြီးတော့တောင်းဆိုလာတယ်ဆိုရင်တော့ကျွန်တော်ကဒီမိနီးလေးဒီတော့ဒါကဘောရောဘူးကမြော်လေးနော်ဒီသမေကြတော့လေဟိုကကျွန်တော်တယောက်တည်းဆုံးဖြတ်လို့မရတဲ့ဟာလေးရှိပါတယ်ဆိုတော့ အဲအစ်သမီးအနေနဲ့ဆိုရင်တော့ကျွန်တဲ့၃ယောက်ရဲ့ဆန္ဒကိုလည်းမိရမှာဖြစ်တော့သူတို့၃ယောက်ပေါ်မူတည်ပါတယ်လို့ပဲပြောပြရစေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်အင်းဒီကအစ်စမေအနေနဲ့မမြင်နေနဲ့ပေးတဲ့တရားအနေနဲ့အမြင်လေးကိုအရင်ကတည်းကအဲ့လိုပေါ့အစ်စမေဆိုလဲအာ တို့မောင်နိုင်ငံရောက်ထွက်သွားတဲ့အချိန်ကစပြီးပေါ့ကျွန်တော်စဖွဲ့တဲ့အချိန်ပေါ့နော်နိုင်ငံရောက်ထွက်သွားအဖွဲ့ကကွဲမလို့ကွဲမလို့ကွဲမလို့နဲ့အခုဒီတည်းမကွဲနိုင်ဘူးကွဲဖို့လည်းမရှိတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကညီကိုညီကိုကြီးလိုပဲအားလုံးကအဲတယောက်ကလည်းဝမ်းဝဲညီဆိုတော့ညီကိုကြီးလိုပဲတောင်းတဲ့တယောက်ကဒေါသထွက်စိတ်ဆိုးစိတ်ကောက်လဲခဏပဲပြီးလည်းပြီးကြတော့လုံးဆရာရှိတဲ့လူတွေဆက်လုပ်ကြရပေါ့အဲ့သဘောပါပဲဆိုတော့အဲအိသမေအဖွဲ့အနေနဲ့ကတော့ဆက်လက်လှူရှာမှုလေးတွေကတော့အဲကျွန်တော်တချင်းအစ်စ်တွေကတော့ထွက်ဖို့မရှိတော့ပေမဲ့လည်းအဲကျွန်တော်တို့စီစဉ်ကြည့်ပါဦးမယ် ཁྱི དང ར སླ